အညာသားတွေအညာခံခဲ့ရလားလူဦးတော်လန်ရေးမှာအညာအကြီးဒေတာရဲ့ဖုံထူထူအောက်မှာအိုးပြက်အိမ်ပြက်နေစစ်တရဲ့မီးလောင်တိုက်တွင်းတဲ့ရွာတွေကအညာပြည်သူတွေရဲ့အန်ကျိတ်တန်တွေကိုဒီကနေ့ကြားနေရပါတယ်အညာဟာခြေမွှခံခဲ့ရပြီအညာဟာအန်ကျိတ်တောက်ခေါက်တန်တွေနဲ့အတူ အညာဟာဒီနေ့ထိတော်လန်နေစေပါအညာအခြေဒေတာညမာပြီးအလဲပိုင်းသခိုင်းမကွေးဒေတာဟာစီရရမဟာဗျူဟာကြတဲ့ဒေတာဖြစ်တယ်လို့အာနာရဲ့ဘ ਹੁ ချက်တစ်ခုဖြစ်ပါတယ်ဗမာဘီကအုတ်ချုပ်သူတွေရဲ့အာနာဘ ਹੁ ချက်ဖြစ်တယ်လို့မြန်မာစစ်တပ်ရဲ့စစ်သားစုဆောင်မှုအများအပြား လူသားရင်းမြစ်ရှိတဲ့နေရာကြီးဖြစ်ပါတယ်။ထို့အတူပဲတော်လိုင်းကြီးတက်တွေနဲ့ပတ်သက်ရင်လည်းအညာဟာအင်အားအကောင်းဆုံးလူသားရင်းမြစ်ကြီးရှိနေတဲ့နေရာပါ။ဒီနေ့အညာဟာအောင်လန်ထူဖို့ညှော်လင်းချက်တွေနဲ့အတူအိုးပြက်အိမ်ပြက်အိမ်ကြီးရှုတ်ခံမရင်းချင်းခံပြီးအန်ချိတ်တန်နေတဲ့တော်လန်နေစေပါ။အညာအပေါ်မှာပြက်ကွက်ခဲ့ကြတယ်။ ညာတော်လန်ရေးအတွက်ဖေးမကူဖို့ပြက်ကွက်ခဲ့ကြတဲ့အမျိုးသားညီညွတ်ရေးအစိုးရအပေါ်ဝေဖန်တဲ့ထောက်ပြတဲ့ဆောင်းပါးတွေဒီကနေ့ထွက်ပေါ်လာပါတယ်အဓိကဆိုအညာတီဟန်ဆောင်းပါးက page ကဆောင်းပါးတစ်ခုမှာအမျိုးသားညီညွတ်ရေးအစိုးရဟာအညာကိုပေမတော်လန်ရေးအားစုတရက်အဖြစ်စူးစီးဖို့ပြက်ကွက်ခဲ့တယ်လို့လက်နက်အင်အားထောက်ပံ့ဖို့ တက်တောင်ဘုဒ္ဓစုစုကြီးကြီးလှုပ်ဖို့ပြက်ကွက်တဲ့အပြင်ကိုလူပြောများတဲ့ပါသုံးလုံးဆိုတဲ့ပကဖပါလဖပါမမြာထိုးထဲ့ဖွဲ့စည်းကအညာကိုတဘူဘောနှစ်ပူစင့်စီခဲ့ပါလေလို့ဆိုထားပါတယ်ဟုတ်ပြီအညာဆိုတဲ့အကြီးဆိုတဲ့သခိုင်းမကွေးဒေတာကြီးမြမအုတ်ချုပ်သူတွေရဲ့အာနာဘဟုချက် အညာဟာနှစ်ပေါင်း40အတွင်းမှာပြန်လေလက်နက်ကင်လာတဲ့ဗမာလူမျိုးစုကြီးတည်ရှိတဲ့ဒေသတိုင်းပြည်ရဲ့80ရာခိုင်နှုန်းသောမြန်မာလူမျိုးတွေရဲ့လက်နက်ကင်တော်လှန်ခြင်းကိုစတင်ခဲ့တဲ့အညာဒီညမှာအခုဘာဖြစ်နေလဲရွှေဘူတကြောမှာစစ်ကြောင်း ထိုးတာကိုလာနေချီခုခံနေတယ်လို့ညင်းချံဘက်ကစစ်ကြောင်းထိုးမှုတွေလည်းပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်လက်ရှိဖက်စစ်အာနာရှင်တစုဟာရှမ်းမြောက်1029ဒုတိယလိုက်အပြီးမှာအာနာဘူချက်ဖြစ်တဲ့အညာကိုဂယုတဆိုင်ကန်ထရယ်လာပါတယ်နမခဆိုတဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာတဆင့်အညာစီကို ဆက်တက်လေရီတွေတိုက်လေရီတွေနဲ့ဘုံကျဲတက်ဖြတ်နေတယ်လို့မြေပြင်စစ်တောင်းတရဇက်ချိုးပြီးရွာရီမီးရှို့ပြီးအညာသူတွေမရင်းချစ်ခံနေရပါတယ်တို့တူပါအညာမြေမှာလူပြောအများဆုံးဖြစ်တဲ့စကိုင်းတိုင်းရင်းမာပင်ခရိုင်ထဲမှာဆိုရင်တရုတ်နဲ့မြန်မာစစ်တပ်ရဲ့အဓိကအကျိုးစီးပွားကြီးဖြစ်တဲ့ဝမ်ပေါင်ကျင်းဒီစီမံကိန်းရှိပါတယ် ဒီဝန်ပောင်ကျင်းဒီစီမံကိန်းဟာအရေးပါမှုဘလောက်ထိရှိလဲဆိုရင်ထွက်ရှိလာတဲ့ကျင်းဒီတွေကိုကြည်စံထုတ်လုပ်ဖို့အသုံးပြုနေတယ်လို့ဒီကျင်းဒီစီမံကိန်းကရတဲ့အကျိုးမြတ်တွေနဲ့မြန်မာဘက်စစ်တပ်ဟာလက်နက်ခဲယမ်းလီမြန်များဝယ်ယူပြီးအညာကိုပြန်တက်နေပါတယ်ထို့တူအညာကဝမ်ပောင်စီမံကိန်းမှာ ရွှေထွက် ီဝမ်ပေါင်းလဘရောင်းတောင်ဂျိနီစီမံဂိန်းကိုဆက်ဆက်ထိမခံနိုင်တဲ့တော်လန်ยีပါဆိုတဲ့အင်အားစုတွေရှိတယ်ဆိုတာကလည်းလုံငယ်သောရဲများကတရင်ထွက်ပေါ်ခဲ့ပါသေးတယ်ဝမ်ပေါင်းစီကပတ်စံယူပြီးဝမ်ပေါင်းကို ကာကွယ်ပေးနေတဲ့အထက်မှာပကဖနဲ့တရင်တက်ဖွဲ့ MOD အောက်ကတရင်တက်ဖွဲ့အချို့လဲပါတဲ့ဗျာတိတ်ရှင်းနာစရာကောင်းလာပါတယ်အခုဆိုရင်ဝမ်ပေါင်းဟာအညာကိုခြေမွဖို့ တက်တောင်ဘိုလ်ဒုနဲ့ဝမ်ပောင်ထဲမှာအင်အားယာနဲ့ထောင်နဲ့ချီပြင်ဆင်နေပါတယ်ဒီအတွက်တော်လင်းအင်အားစုတော်လင်းခေါင်းဆောင်တွေဟာအညာရဲ့အာနာဘိုလ်ချက်ကိုမျက်ကွယ်ပြုပြီးအညာမှာတက်တောင်ဘိုလ်ဒုနဲ့လက်နက်တက်ဆင်ဖို့စစ်ကိုစစ်နဲ့တူအောင်တိုက်ဖို့ပြိုးထောင်တဲ့အချက်တွေနဲ့ပတ်သက်ပြီးအင်မတန်အားနေခဲ့ပါတယ် အညာသားတွေဟာမျက်ကွယ်ပြုခံခဲ့ရပါတယ်အညာသားတွေဟာအညာခံခဲ့ရပါတယ်ဒီနေ့ဒီအချိန်ထိအညာကတယင်းတက်ဖွဲ့တွေလက်နက်ခဲရမပြည့်စုံသေးပါဘူးဒါပေမဲ့အညာသားတွေရဲ့ဇွဲအညာသားတွေရဲ့တက်သည့်နဲ့ဟာစစ်တပ်ကိုရင်ဆိုင်ခုခံနေစေပါအနာဘိုချက်အညာကိုသာထိမ့်ချုပ်နိုင်ရင်စကိုင်းမကွေးကူတာ ော်လိုင်းခေါင်းဆောင်ဆိုသူများကစနစ်တကျစီမံခန့်ခွဲတက်တောင်ဘို့လူစုဖွဲ့နိုင်ခဲ့ရင်အညာစကိုင်းအကြီးမကွေးဆိုတဲ့ဒေတာတွေမှာရှိတဲ့ဖက်စစ်တပ်ရဲ့ကပစများကိုမျိုးတုံးအောင်လုပ်လိုက်နိုင်ပါတယ်မကွေးမှာရှိတဲ့ကပစဆက်ယုံမှာညမတပြီလုံးမှာအများဆုံးဖြစ်ပါ မကွေးတိုင်းငဖဲမှာရှိတဲ့ကပ္ပစာ14 20 21တွေဟာစစ်တပ်ရဲ့အဓိကလက်နက်ကြီးတွေထုတ်လုပ်တဲ့စက်ယုံတွေဖြစ်နေတယ်လို့မကွေးတိုင်းထဲမှာကပ္ပစာစက်ယုံ15ယုံရှိပါတယ်။သခိုင်းတိုင်းထဲမှာစစ်တပ်နဲ့တရုတ်ရဲ့အဓိကအကျိုးစီးပွားဖြစ်တဲ့ဝမ်ပေါင်ကျင်းဒီစီမံကိန်းကြီးရှိပါတယ်။ဒီအချင်းတွေကိုသာထိန်းချုပ်နိုင်ရင် ကလေးတမူးလမ်းမကြီးကိုသာထိန်ချုံနိုင်အညာတော်လံကြီးဟာကြောင်လဲသွားနိုင်ပါလေလွန်ခဲ့သောချိန်ဒီစီကစစ်ခွေးတင်းချိုင်းစကိုင်းတိုင်းတို့အမြည်တွင်ခဲ့တဲ့အညာဟာပါသုံးလုံးဆိုတဲ့ပကဖားရီစုဖွဲ့မှု အပြီးမှာအာနာခွာနာရှာနာနေရနေတကွာတော်လန်ရေးကိုသူတို့ခွင့်ပြုမှလောက်ရမယ်ဆိုတဲ့အချက်တွေကြောင့်အညာမှာ တချို့ကိစ္စတွေရှင်းရခံနေပါတယ်။ဒါပြင်မှာဒီပါသုံးလုံးဆိုရက် NUG MOD အောက်ကရန်ရဟာအညာပြည်သူတွေနဲ့အံဝင်ခွင့်ချမဖြစ်ပဲကတောက်ကဆနားလည်မှုလွဲပြိပခဖြစ်ပွားမှုတွေအများပြားရှိနေတယ်လို့ NUG MOD အောက်မဝင်ခြေမုံပစ်ကမယ်ဆိုရက်အာနာရှင်အတွေးခေါ်မျိုးနဲ့အညာကိုအညာတော်လန်ရေးကို စတင်တတ်ရှုမှုခံလိုက်ရပါတယ်အရှိတရားကိုညင်းလို့မရပါဘူးဒီအချက်တွေကိုမပြင်းရင်ဒီအခြေအနေတွေကိုမပြင်းရင်စကိုင်းမကွေးအညာတော်လန်ရေးဟာအနာဘူချက်ဖြစ်တဲ့စစ်တပ်ရဲ့အာယုံဆိုင်မှုအောက်မှာအညာတော်လန်ရေးဥချိုးခံရပါလိမ့်မယ်ဟုတ်ပြီအညာတော်လန်ရေးအောင်မြင်ခြင်း အညာတုံလိုင်းကြီးအောင်မြင်ခဲ့ရှင်ဗမာပြည်ရဲ့အာနာဘိုလ်ချက်ကိုစုတ်ကင်မိပြီလို့ပြောလို့ရတဲ့အချိန်လေးကိုတုံလိုင်းကြီးခေါင်းဆောင်ဆိုသူများဘာကြောင့်မျက်ွယ်ပြုခဲ့ပါသလဲအညာသူအညာသားတွေရဲ့ရက်ဆက်စွာချီမုံချင်းခံရတဲ့အချိန်လေးကိုအညာကတော်လန်အင်အားစုတွေကာကွယ်ပေးဖို့ လက်နက်ခဲနဲ့အပြစ်အစုံတော်လင်ကြီးခေါင်းဆောင်ကြီးတွေအမျိုးသားညီညွတ်ရေးအစိုးရပါလို့ခံယူတဲ့အစိုးရကြီးတွေကဝေးဝန်ကြီးဌာနကြီးတွေကဘာကြောင့်ပြက်ကွက်ခဲ့ပါသလဲအညာဟာအပယ်ခံခဲ့ရတာလားအညာကိုစူးစီးနိုင်ရင်တော်လင်ကြီးရဲ့အဖြစ်ဟာပြောင်းသွားပါလိမ့်အညာဟာအာနာဘဟုချက်ဖြစ်တယ်လို့တော်လင်ကြီးရဲ့ဝင်ရိုးတရက် ဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့ဒီအချိန်မှာအညာဘမာရီကိုမင်းအောင်လိုက်ဖက်စစ်စေုပ်စုအားညညကြေအောင်ဦးချိုးဖို့စတင်ကြိုးပမ်းနေတဲ့အချိန်ကိုတိုင်းအင်အားစုများကတုံ့ပြန်နိုင်ဖို့အတွက်အညာကိုအာယုံစိုက်ရပါလိမ့်မယ်အညာနဲ့ထတ်တူကြနေတဲ့ ော်လိုင်းကြီးချိန်ဝင်ရှာကိုပြောင်းလဲသွားနိုင်ပေတခုကရခိုင်ပြည်နယ်ကကြောက်ဖြူရင်နဲ့စိတ်ကန်းနဲ့ကြောက်ဖြူတဘာဝတံငွေပိုက်လိုက်ကြည်ပါကြောက်ဖြူတဘာဝတံငွေပိုက်လိုက်ရေအညာအကြီးကတဘာဝတံငွေပိုက်လိုက်ကြီးဖြတ်တန်းရာတလျှောက်ရေလဘရောင်းတောင်ကျင်းနီစီမံကိန်းရေမဝေးကကပ္ပစရီရေဟန်ကျန်ဒီ၃ခုကိုတိတိကြကြမဟာဗျူဟာနဲ့ထိုးစစ်စင်နိုင် တော်လန်ရေးရဲ့အဖြစ်ဟာမနှက်ဖြန်ပြောင်းသွားပါလိမ့်မယ်။ရှင်းပါတယ်နော်။နထိုးကြီးကဖြတ်တန်းသွားတဲ့ပိုက်လိုင်းငင်းကြံကဖြတ်တန်းသွားတဲ့ပိုက်လိုင်းဒီနေရာတဝိုက်မှာတော်လန်ရေးတက်တွေရှိနေသလိုလဘရောင်းတောင်ကျင်းဒီစီမံကိန်းနဲ့တတ်မိုင်အကွာမှာတော်လန်ရေးတက်ပေါင်းများစွာရှိပါတယ်။မကွေးတိုင်းထဲမှာတော်လန်ရေးတက်တွေအများပြားရှိသလိုမကွေးတိုင်းရဲ့ငဖဲ ရခိုင်ရိုးနဲ့မကွေးအဆက်ကိုလေအာခတ်တက်တော့အိနဲ့တပ်ပေါင်းစုတွေဝင်လာပါဒီကနေ့တော်လိုင်းရေးရဲ့အဖြေဟာပြောင်းမြန်လှန်ပြီးစစ်အုပ်စုကိုဥချိုးပြီးနလန္ဒဖက်စစ်တက်ကိုရိုက်ချိုးနိုင်တဲ့တခုတည်းသောအဖြေဟာကြောက်ဖြူတဘာဝတငွေပိုက်လိုက်မှသည်အညာမြေစီကအာနာဘူချက် တော်လံဝင်ယိုးကိုအာကုန်စိုက်ပြီးယုံကအညာတော်လံဤအောင်းလံတော်ကိုလွှင့်ထူနိုင်ခဲ့မည်ဆိုရင်ရခိုင်ယိုးကတက်လာတဲ့အရခတ်တတော်အီရဲ့တပ်ပေါင်းစုများရဲ့ကပ္ပစာများစစ်မြန်တာမဝေးတိုင်းကတော်လံဤတက်တွေရဲ့အခင်အချင်းစကိုင်းတိုင်းကတပ်ပေါင်းများစွာရဲ့ စစ်မှန်သောယူသားမှုနဲ့တော်လည်ရေးစစ်စစ်နဲ့စစ်ကိုစစ်နဲ့တူအောင်တိုက်နိုင်ခဲ့မယ်ဆိုရင်မနှက်ပြန်တော်လည်ရေးအဖြစ်ဟာပြောင်းသွားပါလိမ့်မယ်တတိရှိတကယ်တော်လာမှာတတိမရှိဘေးထွက်နေလိုက်ပါတော်လန်ရေးမှာကိုလိုကန့်လန့်တော့မလုံကြပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်